ီကိုရအလုံးမဲ့မင်္ဂလာပါခင်ဗျာဘာမကိတ်ကနေကြိုဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့16ပွဲဆက်ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့ပြီးတဲ့နောက်မှာချန်ပီယံလိဂ်မှာပါအာဆင်နယ်အသင်းကဘိုဆွဲဖို့ရေပန်းစားလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာဆင်နယ်ဟာပြိုင်ပွဲအရရက်မှာ16ပွဲဆက်ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ချန်ပီယံလိဂ်မှာပါဘိုဆွဲဖို့ရေပန်းအစားဆုံးအသင်းဖြစ်လာခဲ့ပါတယ် ိုင်ယန်မြူးနစ်ကိုအနိုင်ရခဲ့ပြီးတဲ့နောက်မှာအာဆင်နယ်ဟာအင်အားကြီးပြိုင်ဘက်တွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ကြာက16ပွဲဆက်ရှုံးပွဲမရှိအောင်ကစားနိုင်တဲ့အနေအထားကိုရောက်ခဲ့တာဖြစ်ပါတယ်။အာဆင်နယ်ဟာပရီးမီးယားလိဂ်မှာအမတ်ပေးစရာကိုထိတ်ဆုံးကဥဆောင်နေတယ်လို့ချန်ပီယံလိဂ်လီဖေ့စ်အမတ်ပေးစရာကိုလည်း9ပွဲကစား9ပွဲလုံးနိုင်ပြီးထိတ်ဆုံးကဥဆောင်တဲ့အသင်းဖြစ်ကိုရောက်ရှိခဲ့တာပါ။အာဆင်နယ်ဟာဘိုင်ယန်မြူးနစ်ကိုအနိုင်ရခဲ့ပြီးတဲ့နောက်မှာချန်ပီယံလိဂ်မှာဘူဆွဲဖို့ရည်ပန်းအစားဆုံးအသင်းတွေစီးရင်လည်းရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ ာဆင်နယ်ကစားသမားတွေရဲ့လက်ရှိခြေစွမ်းတဲ့စိတ်ဓာတ်ပိုင်းဟာအမြင့်ဆုံးအနေအထားကိုရောက်နေတာတွေကြောင့်လဲအာဆင်နယ်ကိုပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်မှာဘိုးဆွဲဖို့ရေပန်းအစားဆုံးအသင်းအဖြစ်သတ်မှတ်လိုက်ကြတာလည်းဖြစ်ပါတယ်ခင်ဗျာ။ Chelsea မိပြ Maresca ကကမ္ဘာချန်ပီယံအသင်းဆိုတဲ့စိတ်ကသူ့ကိုရောသူ့ရဲ့အားကစားသမားတွေကိုပါတွန်းအားဖြစ်စေတာကအသင်းအတွက်အသာချက်တစ်ရပ်ဖြစ်တယ်လို့ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Chelsea ဟာပရီးမီးယားလိဂ်မှာအမှတ်ပေးစရာကိုဦးဆောင်နေတဲ့ Arsenal နောက်ဒုတိယနေရာမှာရှိနေတယ်လို့ ချန်ပီယံလိဂ်မှာဆိုရင်လည်းနောက်တစ်ဆင့်ကိုတိုက်ရိုက်တက်ရောက်နိုင်ဖို့အလားအလာကောင်းနေပိုင်းဆိုင်လျက်ရှိနေပါတယ်။အာဆင်နယ်နဲ့ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အတွက်ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာဘာရက်စကာကဘာပြောလဲဆိုတော့အသင်းတိုင်းမှာသူ့အားသာချန်တဲ့သူရှိပါတယ်။ကျွန်တော်တို့အတွက်အားသာချက်ဖြစ်နေတာကတော့ကလပ်ကဘာဖလားမှာပိုဆွဲထားလို့ကဘာချန်ပီယံဆိုတဲ့စိတ်ဖြစ်ပါတယ်။ဂျာစီမှာတရဝင်းတက်ဆင်ခွင့်ရထားတဲ့ကဘာချန်ပီယံဆိုတဲ့အမှတ်တစိတ်ကကစားသမားတွေကိုရောကျွန်တော်ကတွန်းအားတွေအများကြီးဖြစ်စေပါတယ်။ဒါကကျွန်တော်တို့အတွက်အားသာချက်ပါပဲလို့ပြောကြခဲ့တာပါခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာအဲ့ဒါကတော့ West Ham နဲ့ပွဲပြီးမှာ Liverpool ကတော့ Arne Slot ရဲ့အနာဂတ်ကိုဆုံးဖြတ်တော့မယ်ဆိုတဲ့သတင်းပါ Liverpool နည်းပြ Arne Slot အတွက်ဆိုရင်တော့လာမယ့်တနင်္ဂနွေနေ့မှာကစားမယ် West Ham နဲ့ပွဲစဉ်ဟာအသင်းမှာသူဆက်ရှိမရှိဆိုတာအတွက်ဆုံးဖြတ်ဖြစ်လာတော့မယ်ဆိုပြီးဗြိတိန်မီဒီယာတွေကသတင်းရေးသားနေကြတာပါနောက်ဆုံးကစားခဲ့တဲ့ဆက်နှပွဲမှာ6ပွဲအထိကိုရှုံးနိမ်ခဲ့တယ်လို့အသင်းရဲ့ခြေစွမ်းကလည်းအဆိုးဆုံးအနေထားကိုရောက်လာတာကြောင့်မလို့ Arne Slot ကိုယာရုကနေထုတ်ပယ်ခံရနိုင်ခြင်းအမြင့်ဆုံး Premier League နည်းပြအဖြစ်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ Liverpool အတင်းပိုင်ရှင်တွေအနေနဲ့အာနီစလော့ကိုအချိန်ဆက်ပေးသင့်မပေးသင့်ဆိုတာကို West Ham နဲ့ပွဲမှာမြင်တွေ့ခဲ့ရတဲ့အသင်းရဲ့ခြေစွမ်းပေါ်မူတည်ပြီးဆုံးဖြတ်သွားမယ်လို့ Telegraph သတင်းဌာနကရေးသားခဲ့တာပါ။အာနီစလော့ကအသင်းရဲ့လက်ရှိအခြေအနေဟာအကျက်တဲရီကြီးတစ်ခုတည်းကိုရောက်နေတာဖြစ်တယ်လို့အလင်းအမြန်မပြောင်းလဲနိုင်ရင်ပြဿနာတွေအများကြီးရှိနိုင်တယ်လို့ဝန်ခံခဲ့ပါတယ်။ Liverpool ရင်ဆိုင်နေရတဲ့ရလက်ဆိုးဝါးမှုတွေဟာ ပရီးမီးယားလိကနေနောက်ဆုံးအကြိမ်တန်ဆင်းခဲ့ရတဲ့1953ခုနှစ်တုန်းကရင်ဆိုင်ခဲ့ရတဲ့ရလက်ဆိုးဝါးမှုတွေနဲ့တူညီနေတယ်လို့လည်းသိထားရပါတယ်ခင်ဗျာပေါ်တူဂီအသင်းကောင်းဆောင်ရော်နယ်ဒိုကဘောလုံးသမားဘဝကနေအနားယူပြီးရင် MMA လို့ခေါ်တဲ့ကိုခံပညာအမျိုးမျိုးနဲ့ရင်ဆိုင်တိုက်ခိုက်ရတဲ့ပြိုင်ပွဲမှာကျင်လည်မဲ့လာလာတွေကိုစတင်လှုပ်ဆောင်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အသက်40ရွယ်ရှိပြီဖြစ်တဲ့ရော်နယ်ဒိုဟာအနာစာနဲ့ချုပ်ဆိုထားတဲ့စာချုပ်က2029ခုနှစ်မှာသက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဲ့ဒီစာချုပ်သက်တမ်းကုန်ဆုံးအချိန်မှာ MMA လောကကိုဝင်ရောက်လာနိုင်တဲ့အလားအလာတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ MMA ကလပ်တစ်ခုဖြစ်တဲ့ WOW မှာယင်းနီးမြုံနယ်မှုတွေလှုပ်ဆောင်ထားသလိုကမ္ဘာကျော် MMA legend တူဦးဖြစ်တဲ့အီလီယာတိုပူရီယာနဲ့လည်းနီးကပ်တဲ့ဆက်ဆံမှုတွေရှိလာတာကြောင့်ရော်နယ်ဒိုအနေနဲ့ဘောလုံးသမားဘဝကနေနားယူတဲ့အခါမှာ MMA လောကကိုပုံစံတစ်မျိုးနဲ့ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ခံမှန်းမှုတွေပေါ်ထွက်လာတာဖြစ်ပါတယ်။ရော်နယ်ဒိုကိုယ်တိုင်ကလည်း MMA ဟာအရေးအသွေးလှစ်ကျင့်မှုစီကံလိုက်နာမှုတူဦးကိုတူအလေးထားမှုတွေနဲ့ပေါင်းဆက်ထားတဲ့ သဘောကျစရာအားကစားနည်းဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်ခင်ဗျာဒီကနေ့တော့နောက်ဆုံးအသေးလေးတွေကိုကျွန်တော်တို့ဘာမာခေတ်ကနေညီကိုတို့အားလုံးတက်ဆူစီပြီးတက်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီပုံမှာညီကိုတို့ထင်မြင်စချက်တွေကိုကျွန်တော်တို့ဘာမာခေတ်ရဲ့ဗီဒီယိုတွေအောက်မှာ comment တွေပေးသွားနိုင်တယ်လို့ကျွန်တော်တို့ဘာမာခေတ်ရဲ့ဗီဒီယိုတွေကို like and share လုပ်ပေးဖို့လည်းမေတ္တာရက်ခံပါတယ်ခင်ဗျာဘာမာခေတ်ရဲ့ဗီဒီယို